ုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့ဓာတောင်ကိုကြော်၍မိပင်လေးကိုဖျက်မြေးဆိုတဲ့ဝတ္ထုရဲ့အပိုင်း၁၈ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ဓာတောင်ကိုကြော်၍မိပင်လေကိုဖြတ်မြည်အပိုင်းဆက်ရှဲပင်လေတွင်တစ်နှစ်လျင်၈လလောက်ကမုန်တိုင်းထန်သည်မိုးဥကြတွင် အနောက်တောင်မှလာသော မုန်တိုင်းများပါလာတတ်သည် မုတ်တုံဆုတ်ခွာသွားချိန်တွင်အရှိလေးပြေပြန်လာတတ်သည် အရှိလေးနှင့်အတူမုန်တိုင်းများလည်းပါလာတတ်သည်တို့ရတွင် အရှိလေးနှင့်ပါသော မုန်တိုင်းကမုတ်တုံဦးမှမုန်တိုင်းလောက်မပြင်းလား တန်ချောင်းသည်မိုးရင်တုံးကကဘာအထက်ကုန်းဆောင်တွင်ပိမ့်ပင်များစိုက်သည်တို့ရတွင်သူ့ပိန်ကင်းသည်မုန်တိုင်းကြောင့်ပြတ်သွားသည်အချို့ပင်များကအမြင့်မှပြုတ်ထွက်သွားကြသည်အချို့ပင်များကတော့ရှိုင်းလဲသွားကြသည်အချို့ပင်များကမိလောင်သလိုအဖျားတွေမဲကလောင်ကျွမ်းညှိုးချောက်သွားကြသည် လေတွင်စတဲ့ပါသောကြောင့်လောင်ကျွမ်းသွားသည်ဟုတန်ချောင်းထင်သည် တန်ချောင်းနေရာရွေမှာပြီသူပိန်ကင်းကမနောက်တောင်လေးတက်တက်တိုးသည့်ကုန်းဆောင်မှာသွား၍ဆိုင်မိရတာဖြစ်နေသည်ထို့ကြောင့်သူပိန်ကင်းကို ရွှေ့ဆိုင်ရသည်ဒီတစ်ခါနေရာကတော့လုံခြုံသည် အနောက်ဘက်တွင် ကုန်းဆောင်ရှိ၍အရှိဘက်တွင်လည်းကမူတစ်ခုရှိသည်ဒီကုန်းဆောင်နှစ်ခုကြားကရိုးဘေးမှာပိန်ကင်းကိုခြားသည် ရိုးဘေးကဘိဇက်တော်ကိုမိရှို့လိုက်သည့်အခါတွင် တော်လဲရှင်းပြီးသားမြေကိုလဲ၆အောင်ဖုတ်ပြီးသားဖြစ်သွားသည်မြေပြော့သည်ဖြင့်ကျင်တူး၍လဲလွယ်သည်ဒီတကားတော့ကျင်တူးစရာဒါမရှိဝချုံဖြင့်တူရသည်ပိန်ကင်းနှင့်ကက်လျက်တွင်ငပြောချသည်ထို့နောက်ငပြောတော်ဘေးတွင်တင်မောဆိုင်သည်တကားကတော်တဲ့တွင်တန်ချောင်းချက်တူရေးထောင်သည်ချက်တူရေးချသည့်နေရာကို လိုက်ရှာသည် ချက်တူရေးကိုခြေရာခံရင်ငပြောတော့ကိုတွားတွေ့ခြင်းဖြစ်သည်တန်းချောင်းဝန်တာလိုက်ဒီမှာစိုးပွဲမရှိသူတို့အတွက်စားစရာ တမျိုးရပြန်ပြီငပြောပင်များကချက်ခဲနေသည်တန်းချောင်းသည်ချက်ခဲနေသောငပြောတော့မှအကောင်းဆုံးငပြောပင်များကို ရွေးနှုတ်၍သူ့ခင်းတွင် စနစ်တကျစိုက်သည်ငပြောကတခါသည်ဖြစ်၍နမ်းများချရာသည်တော်ရဲတွင်သင်မောပင်ကြီးတပင်တွေ့သည်ဖြင့် အသေးတွေကိုဆွလာကားအစေများကို ပြိုသည်တို့ရတွင်တင်ပေါ်ပြိုးပင်များကို ဝင်းကဆွတ်ကြီးနှင့်ကနန်းကြီးများကဝင်းကြိုက်ကြသည်ထို့ကြောင့်ပြိုးပင်များပတ်လည်တွင်ဒုတ်ချောင်းကလေးတွေစိုက်ကာခြံကာရသည်ပြိုးပင်တစ်ဝက်လောက်ပြတ်သွားသည်ကိုနန္ဒာနှင့်ဇဲမြင့်ကတန်ချောင်းနှင့်အတူဝိုင်းဝန်းလောက်ကြတော့လဲသူတို့ကမကြွန့်ချင်းတင်ပေါ်ပင်ငှက်ပြိုးပင်လောက်မှမစိုက်တဲ့တန်ချောင်းတစ်ယောက်တည်းလောက်ရသည်က ပို၍ခရီးရောက်သေးသည်သူတို့ဝင်းလုပေးကြသည် ဆိုတော့လေလူများ၍ပွဲမစည်းဒီတော့တန်ချောင်းက စိတ်မရှိ အလုတ်တော်ဝန်ခွဲကြရသည်ကိုနန္ဒာနှင့်ရဲမြင့်ကခရုကောက်ခြင်းငါးဖန်ခြင်းရှင်ွေးကြိုခြင်းဖမ်းမိသည့်ခရုများငါးများကြောက်ပိုးများကိုกินခြင်းစသည့်ပေါ်ပါ၍လွဲကူသောအလုတ်များကိုလုတ်ကြရသည်တတိုင်းအတွက်ကြောက်သုံးတဲ့ခြင်းလက်ယူတူခြင်း ်ပုံမင်တက်ချင်းတောင်ယာလုပ်ငန်းကိုတန်ကြောင်းတယောက်တည်းလှုပ်သည်ယခုအနောက်တောင်မုတ်တောင်လေးတစ်ဘက်ကျော်လာပြီတန်ကြောင်းတို့ကြောက်ကူရှိကကြောက်တိုင်းလေးတစ်ပြေးပြေးမြင့်လာပြီဒီကျွန်းတို့သူတို့ရောက်ဒီမှာတစ်နှစ်နေပါရှိပြီဒီနေ့မွန်းတဲ့တွင်တန်ကြောင်းတောင်ယာက မော်ဂျီပန်ဂျီပြန်လာသည် သူ့တကူလုံးချွေးတွေရွှဲနေသည် သူ့မျက်နှာသားကဒေါသကြောင့်နေရနေသည် မျက်လုံးများကတစ်ဖြက်ဖြက်တောင့်နေသည်တန်ချောင်းဒလောက်ဒေါသထွက်သည်ကိုကိုနန္ဒာတကားမျှမမြင်ဘူးတန်ချောင်းတောင်ရသို့ထွက်လျင်ယခုလောက်စောစောလေးပြန်မလာဘူးကြောက်ကူဝရောက်တော့တန်ချောင်းက လွဲထားသည့်ပလိုင်းကိုပစ်ချလိုက်သည်ရဲမြင့်ပင်မလဲတန်ချောင်းအမေကြောင့်ကိုနန္ဒာအံ့အားသင့်သွားသည် သူ့တန်ကမဆက်ပြတ်တော့သည်ဒီကောင်တိတ်လူပွားရတယ် ဘာဖြစ်လို့လဲဘာဖြစ်ရမလဲတင်မော်သီးတွေရောငပြောသီးတွေရောမကုံဆပြတယ်အခုတင်မော်သီးတလုံးမှမရှိတော့ဘူးငပြောကင်လည်းတစ်ခိုင်းမှမရှိတော့ဘူးကိုနန်ဒါသည် သူ့နာကိုသူမယုံနိုင်အောင် ဖြစ်မိသည်ရဲမြင့်သည်ဒီလိုလုံမည်မဟုတ်ဟုကိုနန်ဒါထင်သည် ဟုတ်မယ်မထင်ပါဘူးကွာတို့အတူတူကိုနန်ဒါစကားမဆုံးခင်တန်ချောင်းကဟိမ့်သွားအောင်អော်လိုက်သည် ဒါဖြင့်ရဲမြစ်မဟုတ်ရင်ခမရစသလားကိုနန္ဒာထောင်ကနေဖြစ်သွားသည်မျက်နာရဲတက်လာသည်တို့ရတွင် သူကလူကြီးဖြစ်သည်ထို့ကြောင့်စိတ်ကိုချုပ်တည်ရသည်ဟေးငါလည်းမစဘူးဒီကျုံးပေါ်မှာခမရရဲ့ကျုပ်ရဲ့ရဲမြစ်ရဲ့လူ၃ယောက်ပဲရှိတာဘသူစားရမှာလဲတန်ကြောင်ဒေါသထွက်နေသည်ငါပြောကင်ကဓာတ်နှင့်ခုတ်ထားသဖြင့်တိကနေပြတ်နေသည် သူထင်သည့်အတိုင်း ဒေတာသည်သူတို့နှစ်ယောက်နဲ့တယောက်ယောက်ထံတွင် ရှိနေသည်မှာဒေတာသည်တကယ်ကအာလုံးစားနိုင်အောင်သူစိုက်ခဲ့သည် အတူတူစားခဲ့သည်တို့ရာတွင်ယခုတော့တယောက်ကစားသွားသည် သူစေတနာကိုစော်ကားသည်ဟုထင်သည် တကောကောင်းဆန်သည်ဟု သူထင်သည်ထို့ကြောင့်အကြီးအကျယ်ဒေါသထွက်နေခြင်းဖြစ်သည်ဒေါသထွက်လျင်တန်ကြောင်းသည်စစ်တက်တကောင်းလိုမန်ဖီ၍နေတတ်သည်ဒါကိုဝတ်သည့်ကိစ္စနှင့် မပြောကိုင်းခုတ်တိကိစ္စနှစ်ခုပေါင်းလျင်သူတို့နှစ်ယောက်ကိုငမန်းစာကျွေးဖို့ပင်မကောင်းအစိမ့်ကိုက်စားဖို့ပင်ကောင်းတော်သည်ချက်တူရွေးတို့ဘားတို့များဝန်းစားသလားကွာချက်တူရွေးမဟုတ်ဘူးချက်တူရွေးဆိုရင်ကိုက်ရရှိရမယ်ခုတော့မပြောကိုင်းဆိုရင်တစ်ခိုင်လုံးခုတ်သွားတယ်တိနေတာပဲဘာခုတ်သွားတယ်ဓာတ်နဲ့ခုတ်သွားတာလားဟုတ်တယ်ဒီမှာတန်းချောင်း တို့သုံးယောက်မှာအခုဘသူမှဓာတ်ရှိလဲရှိတဲ့ဓာတ်လဲရဲမြင့်ကြပြောက်ခဲ့ပြီမဟုတ်လားတန်ချောင်းတွေးသွားသည်စောစောကဒေါသဖြင့်မှုန်ထုံနေသောကြောင့်ဒီကိစ္စကိုမတွေးပြင်းမပြောကင်ကဓာတ်ဖြင့်ခုတ်ထားသည်မှာတေချာသည်တိကနေပြက်နေသည်တကယ်မပြောက်ဖဲနဲ့ကြပြောက်တယ်လို့ရဲမြင့်ကလိမ့်ပြောရင်ကောတန်ချောင်းကတန်တရားဖြင့်မေးသည်စောစောကတော့ဒေါသထွက်ခြင်းကမဖြစ်တော့ ို့ရာတွင်သူစိတ်ထဲ၌ဒေတာသည်သူတို့သုံးယောက်နှင့်ရဲမြင့်ထံမှ ရှိနိုင်သည်ဟုတော့တန်တရားရှိသည်ရဲမြင့်မှာ လိမ့်ပြောစရာအကြောင်းမရှိပါဘူးကွာဒေတာဟာသူတယောက်ထက်အတွက်မဟုတ်ပဲအားလုံးအတွက်သုံးချရတဲ့ဟာပဲတန်ချောင်းကလက်မခံမဟုတ်ဘူးဒေတာဟာရဲမြင့်ဝှက်ထားတာပဲဖြစ်ရမယ်ကျုပ်တယောက်ထဲဖောင်နဲ့ဖြတ်မယ်ဆိုတာကိုသိလို့လုံးမဖြစ်အောင်ဒေတာကိုဝှက်ထားတာခုဝှက်ထားရုံနဲ့မကဘူး အားလုံးစားဖို့ငပြောကင်ကိုဓာတ်နဲ့ခုတ်သွားတယ်ခုမရှိတော့ဘူးကျုပ်ဖောင်းလို့ဖို့တစ်ပင်တွေလှည့်ထားတာအခုလက်ကားဖြစ်နေပြီဘာမင်းဖောင်းလို့ဖို့တစ်ပင်တွေလှည့်ထားတယ်ဟုတ်တယ်တန်ချောင်းကတန်ပြက်ပြက်ဖြင့်ပြန်ဖြေသည် ကိုဒန်ဒါသည်တန်ချောင်းကိုအံ့အားတင်နေသည်တန်ချောင်းသည်ပင်လေကိုစွန်စားဖြတ်ကူးသူတို့အကြောင်းကို အားရှိ၍မေးခြင်းဖြစ်သည်ဟု သူထင်ခဲ့သည်တန်ချောင်းသည် ်ဒီလောက်ကျဲတော့ပင်လေကို ဖြတ်ကူးရဲသူမဟုတ်လူငယ်တို့တဘာဝစိတ်ကူးရင်ချင်းသာဖြစ်သည်ဟုအထင်သေးထားခဲ့သည်ထို့ကြောင့်လည်းတန်ချောင်းမေးသည့်ခါ၌လောင်ပြောင်တယောတန်ဖြင့်ပြောခဲ့သည်တို့ရတွင်တန်ချောင်းတကယ်လုံနေပြီတပင်တွေကိုခုတ်လဲနေပြီဟုကြားလိုက်ရတော့အံ့အားသင့်နေသည်ရဲမြင့်ဟာဒီလောက်ကောက်ချစ်ဆင်းလဲလိမ့်မယ်လို့ငါမထင်ဘူးတန်ချောင်းရဲမြင့်ဟာငယ်တွေတက်ကြွတယ်စွန့်စားကြတယ် ဒါပေမဲ့သူ့မှာစွန့်စားနိုင်တဲ့အားမရှိဘူး။သူ့ခန္ဓာကိုယ်ကစွန့်စားနိုင်တဲ့အခြေအနေမဟုတ်ဘူး။ကျန်းမာရေးချို့တက်နေတယ်။သူ့ဘဝသူ့ပတ်ဝန်းကျင်ကြောင့်သူဟာလူလေလူလန့်ကလေးတယောက်ဖြစ်ခဲ့ရတယ်။လမ်းတရေကလေးတယောက်ဖြစ်ခဲ့ရတယ်။ဒါကြောင့်ဒီလိုကောင်ဟာဒီလိုကောက်ကျစ်ဆင်းလဲတဲ့အလုပ်ကိုလုပ်တာဖြစ်မှာပေါ့။တန်ချောင်းကစကားကိုဖြတ်ပြောလိုက်သည်။ကိုနန္ဒာကခေါင်းကိုဖြင်းညင်းစွာယံသည် လန်တရဲကလေးတယောက်ဖြစ်ခဲ့မှုတဲ့အတွက်ရဲမြင့်ဟာကောက်ကျစ်ဆင်းလဲတယ်လို့ထင်ရင်တော့မင်းမှားလိမ့်မယ်။ဟုတ်တယ်။ရဲမြင့်ဟာလန်တရဲတယောက်ဖြစ်ခဲ့မှုတယ်။သူ့လန်တရဲဖြစ်အောင် သူ့ခေတ်သူ့ပတ်ဝန်းကျင်သူ့ဘဝကဖန်တီးခဲ့တယ်။သူဟာပတ်ဝန်းကျင်ရဲ့တားကောင် ဖြစ်ခဲ့ရတယ်။ဒီလိုဖြစ်တဲ့အတွက်ရဲမြင့်ဟာအညွန့်တုံးသွားပြီးကောက်ကျစ်ဆင်းလဲတတ်ပြီလို့ပြောလို့တော့မရဘူး။ရဲမြင့်ဟာလူငယ်တယောက်လူငယ်ပီပီ သူ့အိမ်ကဖိနှိပ်မှုချုပ်ချယ်မှုတို့ကိုမခံချင်ဘူးလူငယ်ဆိုတာဖိနှိပ်ချုပ်ချယ်မှုကိုတွန်းလှန်ခြင်းနဲ့မဟုတ်မတရားတာကို မခံချင်ဘူးဒါလူငယ်ရဲ့သဘာဝပဲဒါတွေကိုတွန်းလှန်ရုံထွက်ရင်းနဲ့လမ်းမပီးလမ်းတရေဖြစ်သွားရတာတန်ချောင်းကမျက်မှောင်ကြီးကုပ်၍နားထောင်နေသည်ဒါပေမဲ့ဒီကျွန်းပေါ်ရောက်တော့ရင်းမြင့်ဟာဘဝပြောင်းသွားပြီအသွင်ပြောင်းသွားပြီသူဟာလမ်းတရေအတွင်း လမ်းတရဲအမှုကျင့်တွေပျောက်တင်တလောက်တော့ပျောက်သွားပြီကိုအားကိုကိုမှအသက်ရှင်နေနိုင်တယ်လူငယ်ရဲ့အားမှန်ဟာပင်လေကိုလည်းအန်တုနိုင်တယ်တဘာဝဘေးဒဏ်ကိုတွန်းလှန်နိုင်တယ်တောတောင်တွေကိုလည်းနင်းချေမှောက်ဖြိုဖြစ်နိုင်တယ်ဆိုတာသူသိသွားပြီအထူးသဖြင့်မင်းရဲ့ခွန်အားတက်တိတွေကိုကြည့်ပြီးသူ့ခန္ဓာကိုယ်ထဲမှာလည်းမင်းလိုခွန်အားတက်တိတွေရှိမဲဆိုတာသူသိသွားပြီသူ့ကိုယ်သူရှာတွေ့သွားပြီဒီတော့ရဲမြင့်ဟာ မင်းလိုပဲစွန့်စားကျင်လာတယ်။မင်းဘဝမျိုးကိုကိုကျင်းစာတက်လာတယ်။မင်းငမန်းနဲ့နပန်းလုံးပေးငမန်းကိုဓာတ်နဲ့ထိုးတက်တာမျိုးကိုသူအားကြတယ်။ဒိုင်ကန်ရှာဖွေကြွေးရသမျှစားနေရတဲ့ဘဝကိုသူရှက်တယ်။ဒါကြောင့်သူတက်နိုင်သမျှလှုပ်တယ်။အုံဝင်တက်တယ်ဆိုလဲတက်တာပဲ။ငမန်းဆိုလဲဖမ်းတာပဲ။လက်ဥတူးဆိုရင်လဲတူးတာပဲ။ဒီတော့ရဲမြင့်ဟာပတ်ဝန်းကျင်ကြောင့်တစ်ခါကလမ်းတရေဖြစ်ခဲ့ပေမဲ့အလုံးမလုံးပဲထိုင်းစားရတဲ့ဘဝမျိုး ရေသာခိုးတဲ့ဘဝမျိုးတက်တက်တသားကလေးထိုင်းစားတဲ့ဘဝမျိုးကိုသူရှက်တက်လာပြီးဘိန်းဖြူဆွဲတာကိုစိတ်တက်နဲ့ချွတ်မှဘဝတည်မြဲရေးအတွက်တိုက်ပွဲနဲ့ချွတ်မှကျွတ်တယ်ဆိုတာသူသိသွားပြီးဒီလိုသိသွားတဲ့လူငယ်တယောက်ငကိုကတက်ကြွပြီးရိုးသားဖြောင်းမှန်ခြင်းနဲ့လူငယ်တယောက်ဟာခုလိုဓားကိုဟွက်တာမျိုးမစားရတဲ့အမဲတဲနဲ့ပတ်တာမျိုး ခိုးစားတာမျိုးကိုတော့လုံးလိုက်မယ်လို့ငါမထင်ဘူးတန်ချောင်းအခုဆိုရင်ရဲမြင့်က ငါနေမကောင်းဘူးဖြားနေတယ်။ငါ့အတွက်လက်ဥတူမယ်ဆိုပြီးတယောက်ထဲထွက်သွားတယ်။ခုထိပြန်မလာသေးဘူး။ကိုနေနာကစကားရှည်ရှည်ပြောသည်။ဒီလိုဆိုတော့လေတန်ချောင်း တွေးသွားပြန်သည်။တို့ရတွင်ဒီငပြောကင်ကိုမိသူတားနှင့်ခောက်သည်နီ။တန်ချောင်းသည်မိသူမြမပြောတော့ဘဲတောင်ရသို့ပြန်လာခဲ့သည်။တန်တရာတခါတည်းပြောင်းမသွားရှင်ထဲတွင်လက်ခဲတင်းလင်းဖြစ်ချင်ခဲ့သည်။ ကိုနန္ဒာနှင့်ရဲမြင့်သည် သူမသွားပြက်အောင်ဖြက်လို့ဖြစ်စီလောက်ကြသလောတန်ချောင်းသည်တောင်ရရောက်တော့လဲနေမထိတိုင်မသာဖြစ်သည်တိကနေပြက်နေသောအပြောကင်များကိုကြည့်၍ဒေါသထွက်သည်ထို့ကြောင့်ဖောင်ဖွဲ့ရန်တလုံးများလှိမ့်ချထားသော ချောင်းရိုးတို့ထွက်လာခဲ့သည်ဒီနေရာသို့သူမရောက်တီမှကြာပြီဓားပြောက်ကလေးကမရောက်တော့ချောင်းရိုးတဝိုက်တွင် တိတ်ဆိတ်နေသည်ချောင်းရိုးတွေက တတက်တက်မြင်နေသောအတန်တတန်ကိုကြားရသည်အတန်ကတိတ်မပြင်းတစ်မာကိုခုန်နေတယ်မဟုတ်တစ်သားပြော့ပြော့သို့မဟုတ်တစ်ကိုင်းကိုခုန်နေသည့်အတန်မျိုးဖြစ်သည်တန်ချောင်းကချောင်းရိုးကိုဆင်းရန်ခြုံတဲသို့ဝင်သည်ခြုံတဲကနေ၍ချောင်းရိုးတဲသို့ကြည်လိုက်သည်တို့ရတွင်တပင်ခြုံတဲတို့ကထူသည်ချောင်းရိုးကိုကောင်းကောင်းမမြင်ရအတန်ကသူဖောင်ဖွဲ့ဖို့ပြင်ဆင်ထားသည့် နေရာတဝိုက်စီမှထွက်လာခြင်းဖြစ်သည်ချောင်းရိုးအဆက်မှညုံပွဲများရှိသည်တန်ချောင်းညုံပွဲထဲသို့အသာဆင်းလိုက်သည်ညုံပွဲအောက်ရွှွန်စည်းတွေကဒုထက်လောက်မြုပ်သွားသည်တန်ချောင်းခြေတစ်ဖက်ကိုအတန်မမြီအောင်ကျိတ်၍နှုတ်က နောက်ခြေတစ်ဖက်ကို ခြာသည်ဒီတစ်ဖက်ကလည်းဒုစစ်ထိမြုပ်သွားသည်တစ်သားကိုဓာနှင့်ခုန်နေသည့်တန်သည်တစ်ဖြည်းဖြည်းနှီးလာပြီးသူ့ရှေ့နှားတွင် ဝါတရိုက်တတာလောက်သာကြံတော်သည်တို့ရတွင်ချောင်းယိုးကကိုယ်ဆင်းသွား၍ခြုံရွယ်တို့ပိတ်နေသည်ဖြင့်မမြင်ရခြောက်ကပားကတက်သွားဖို့ကလည်းဘေးတွင်လမ်းမရှိချိန်ဆိုးပင်တွေအလိုလေးဆိုးပင်တွေ ပိတ်နေသည်ဒီလိုဖြင့်တန်ချောင်းသည်ရှုံ့ပွက်ထဲမှခြေနှုတ်တမ်းမကြောက်အောင်တဖြည်းဖြည်းလျှောက်လာသည်ရှေ့တွင်ခြုံတစ်ခြုံကြံသည်ဒီခြုံကိုလွန်လျင်မြင်ကွင်းကောင်းကောင်းကြတော်မြည်တန်ချောင်းသည် ချောင်းယိုပေါ်တို့ကိုင်းကြနေသောတမဲ့ကိုင်းကိုဖမ်းဆွဲကာရှုံးပွဲထဲကခြေတော်တစ်ဖက်ကိုနှုတ်လိုက်သည်တိတ်ကိုင်းကတိတ်ကိုင်းကြောက်ဖြစ်သည်တန်ချောင်းကကိုလေးချိန်တစ်ခုလုံးခိုကာလှန်ဆွဲလိုက်သည့်အခါတွင်တိတ်ကိုင်းကြောက်သည်ဂျွမ်းကနေမြေကကျိုးကျသွားသည် သူလည်းမဟန်နိုင်၍ပွက်ထဲသို့လဲကျသွားသည်တိတ်ကိုင်းခုတ်တန်သည်ကျက်သွားကာလူတယောက်ကုန်းဆက်ကဘီးဆက်ခြုံထဲသို့ပြေးဝင်ပျောက်ကွယ်သွားသည် ီချက်ခြုံတွေကရင်စိုးလောက်မြင်သည်သူပြေးဝင်ရာတလျှောက်တွင်ခြုံကိုင်းတွေလှုပ်ကြံရစ်ခဲ့သည်တန်ချောင်းသည်ရှင်ထဲမှ လူလဲထကားဖောင်ဖွဲ့ရန်တလုံးများလှဲထားသည့်နေရာသို့ပြေးလာခဲ့သည် သူထင်သည့်အတိုင်းမှန်နေပြီလောလောလတ်လတ်တလုံးများကို ခုတ်ထားသည့်အရာများကို တွေ့ရသည် သူခုတ်ထားသည့်တလုံးငါးလုံးကိုချိန်ရွယ်များဖြင့်တွေ့ထားသည်အလုံးမပြီးသေးတဝက်တစ်ပြက်မျှသာပြီးသေးသည် စ်သားအစာနာများအနာတွင်ပြန့်ကျဲလျက်ရှိသည်ဒီကျန်စီတဲတွင်ကိုနန္ဒာပါမပါတော့မပြောတဲ့မသေးကြရဲမြင့်တယောက်တည်းကျိတ်၍ကျန်စီနေသည်ကတော့ထင်ရှားသည် သူကိုဓာပြောက်သည်ဟု လိန်ပြောပြီးသူပင်ပင်ပန်းပန်းခုတ်ထားသည့်တလုံးများကိုအပိုင်စီသည် သူတပင်တပန်းစိုက်ထားသည့်နှစ်ပြောခိုင်များတင်မောသည်များကိုယူသည်ပြီးလျင် သူတယောက်တည်းဖြတ်ကူမည် ရှဲမြင့်အကြံပတ်ဆက်သည် တကူကောင်းဆန်သည်ဒီကောင်လက်ထဲကဓာတ်ကိုမရရအောင်ပြန်ယူမည်ဒီဓာတ်ဖြင့်ဒီကောင်ကိုတက်ပြီးမှသူပင်လေကိုဖြတ်ကိုမည်ဒီချန်စီထဲတွင်ကုဏ္ဏတာပါသည်ဆိုရင်လေသူ့ကိုပါတက်မည်မိမိကတလျှောက်လုံးရှာဖွေကျွေးဝေးခဲ့ပါလျက်မိမိက၃ရောက်အတူပင်လေကိုဖြတ်ရန်တိုင်ပင်ခဲ့ပါလျက်သူတို့မိမိအပေါ်တစ္ဆာဖောက်သည် ိမိတယောက်တည်းကိုချမ်းပြစ်ခဲ့ကကိုလိုယုံသည်တန်ချောင်းထိုတို့တွေးကဒေါသထွက်သည်တန်ချောင်းသည်ကြောက်တုံးကြီးတုံးကိုကောက်ကင်ကသူတို့သဖြင့်ရိုင်းလဲနေသောဘိဆက်ခြုံတွေထဲသို့ဝင်လိုက်သွားသည်ရဲမြင့်ခြေရာကိုခံဖို့အတွက်ရိုင်းလဲနေသောဘိဆက်ခြုံများကသူ့ကိုလမ်းပြနေသည်တို့ရတွင်ဘိဆက်ခြုံတွေဆုံးသွားတော့တန်ချောင်းလမ်းပြောက်သွားသည်ဘိဆက်ခြုံဆုံးလျင် ကုန်းဆက်ကခြုံတွေထဲရောက်သည် ကျောက်ကပားကြီးများခြုံရွယ်များဖြင့်ပိတ်နေသည်ဒီနရောက်တော့တန်ချောင်းဘဲလိုက်ရမည်မသိတော့လုံးဝအစခံ၍မရတော့ပြီတန်ချောင်းအနီနာတဝိုက်တွင်ရှာသေးတော်လဲမတွေ့ထို့ကြောင့်တောင်ရိုးပေါ်တက်လိုက်လာသည်ဒီတောင်ဒီတော့ကို ဖြိုပြရစေဒီပင်လေပင်ကိုရှေ့နောက်ပေါက်လန်ပြရစေဒင်းကို မတွေ့တွေ့အောင်ရှာမည်ဒိုနေကတစ်နေ့လုံးတန်ချောင်းလိုက်ရှာသည် မတွေ့ နေဝင်တော်မီနေလုံးကအနောက်ဖက်ပင်လယ်သို့လျှော့ကျနေပြီနေလုံးကြီးသည် အသက်နီးလန်းနေသောအနာကြီးတစ်ခုလိုရဲနေသည် ပင်လယ်တွင်ဖြာကျနေသော နေအောင်ကြီးများကတွေးအောင်တောင်းနေသည်မိုးဆုပ်ဆုပ်ချုပ်တော့တန်ချောင်းတောင်ရသို့ပြန်လာသည်ကြောက်ကူကိုမပြောင်းချင်တော့ဒီနှစ်ယောက်နှင့်ညနေချင်းမဆိုင်ချင်းလန်းခွဲလိုက်ပြီဒီနှစ်ယောက်ကသူ့လန်းတွင် အတားဆီးဖြစ်နေသည် အနောက်ရှက်ဖြစ်နေသည် ခလုတ်ကသိန်းဖြစ်နေသည်လမ်းတွင် ခလုတ်ကသိန်းတွေ့လျင် ရှင်းရမည်ခလုတ်ကသိန်းကို သူမရှင်းနိုင်လျင်ဒီခလုတ်ကသိန်းကသူ့ကိုအန္တရာယ်ပေးလိမ့်မည်လက်ချီတသက်ဆိုကသူတို့နှစ်ယောက်ကိုတန်ကြောင်ဘာမှမှုစရာမရှိတို့ရတွင်သူတို့ကလက်ထဲတွင်ဓာရှိသည် သူမကဘာမှမရှိသူတို့သုံးယောက်အတွက်ဒီသားသည်အရာရာကိုဆုံးဖြတ်သည် ပင်လေကိုဖြတ်လို့လင်းလေဒီသားရှိမှဖြစ်မည် ်ဒီသားကိုမရလျင်ဘာမျှလုံ၍မရထိုကြားကတန်ချောင်းမောမောဖြင့်အိပ်ပျော်သွားသည် မပျော်တော့ဆက်ကကြောက်ဖြာကြီးပေါ်တွင်အိပ်ပျော်သွားခြင်းဖြစ်သည် သူ့ခေါင်းပေါ်ကမပျော်ရွက်များကမိုးရှင်နေသည်ကိုနန်တာနှင့်ရဲမြင့်တို့ကသူ့ခန္ဓာကိုယ်အနှံ့ကိုတဦးဖြင့်အချက်ပေါင်းများစွာထိုသည် သူ့တကိုယ်လုံးနေရာလက်မရှိတော့ညနာလက်ပြင်ကြောကုံဝမ်ပိုက်ပေါင်ခြေတလုံးတကိုယ်လုံး တဦးရာတို့ဖြင့်ပြည့်နှံ့နေသည်။တန်ချောင်းသည်ရုတ်တရက်ထသည်။တို့ရာတွင်ထ၍မရ။အတင်းယုံ၍ထပြီးထိုင်လိုက်သည်။ဒီတော့မှတကယ်မဟုတ်။သူအိမ်မက်မနေခြင်းဖြစ်ကြောင်းသိရသည်။အရှိလေပြန်စဖြစ်၍ထုံညတွင် အရှိဘက်ကမုံတိုင်းတစ်လုံးသူတို့ကျွန်းကိုဝန်းဆောင်သည်။အရှိလေဦးတိုက်တွင်ပါလာသည့်မုံတိုင်းဖြစ်၍အချိန်ပြင်သည်။မုံတိုင်းနှင့်အတူမိုးသက်ကလည်းပါလာသည်။ မိုးဆက်မိုးပေါက်များသည်တဝူးချုံများကြာရောက်သည့်နှင့်သူ့ကိုယ်ပေါ်သို့တပြင်းပြင်းကျနေကြသည်။တန်ချောင်းသည်ထုံညာကကောင်းကောင်းမေးရာမိုးပက်တက်တာသည့်ခြောက်ကဘာတစ်ခုအောက်တွင် ဝင်းရေရာသည်။တို့ဖြင့်ထိုရများအတွင်တန်ချောင်းသည်ကိုနန္ဒာနှင့်ရဲမြင့်တို့နှစ်ယောက်ကို လိုက်ရှာသည်။ခြောက်ကိုယ်တွင်လည်းသူတို့မရှိတော့မများကြိတ်လည်းမရှိ သူချစ်ထားသည့်ကြိုးလည်းမရှိ သူချက်တင်ထားသည့်လိတ်သားကြောင်များလည်းမရှိ ပလင်းများလည်းမရှိ ပလိုင်းများလည်းမရှိဘာမှအတုံးမဝင်သည့်ညနေပိတ်ခရူကြီးများနှင့်ရောက်သွားခွန်ချို့ကိုသာတွေ့ရသည်တန်ချောင်းသည် တကြုံလုံးနှံ့လျှောက်သွားသည်တော်တဲသူလည်းလျှောက်သည်ကြောက်ကွားကိုလည်းဖြတ်ကျော်သည်တောင်ဆက်တလျှောက်လည်းကျွန်းကိုပတ်သည်တို့ရတွင်ရဲမြင့်တို့နှစ်ယောက်ကိုရှာမတွေ့ပင်လေကိုတော့မဖြတ်နိုင်သည်ဖောင်းကလည်းမပီးသည် တရားသည်တွင် အရှိလေးပြန်စားပြုတ်ပြီးဖြစ်သည်ဖြင့်ဖောင်ထွက်၍ကြမည်မဟုတ်။တန်ချောင်းသည်သူတို့နှစ်ယောက်ကို လိုက်ရှာရင်းတော်တဲကတွေ့ရနေရမှာပင်အိတ်သည်။တွေ့ရအုံးပင်က အုံးသည်ကိုတက်ဆွစားသည်။ကန်းဆက်ကတေကနံခီယူတို့ကို ရှာ၍ဖုတ်စားသည်။တော်တဲတွင်တန်ချောင်းလျှောက်၍ရှို့ထားသည့်တပင်များကမင်းများမငြိမ်သည်။အချို့တပင်ကြီးများကလဲကလောင်ကျွမ်းပြီးတဝက်လောက်ကျန်နေသေးသည်။ ဒီလိုသူတို့ကိုလိုက်ရှာနေသောကြောက်ကိုတစ်ခုကိုတွားတွေ့သည်ဂူဝါကခြုံတွင်များကြားတွင်ရေဆိုးနေသောဆက်ကူစားများကိုတွားမြင်သည်အထက်တွင်တယောက်ယောက်တော့ရှေ့မြေးဟုတန်ချောင်းထင်သည်ထို့ကြောင့်တန်ချောင်းအဝနာသို့ကတ်သွားပြီးအထက်ကိုချောင်းကြည့်လိုက်သည်ဘာမျှမရှိဆက်ကူစုံများကိုကောက်ကြည့်လိုက်တော့ဂျပန်စာများနှင့်မြေပုံများဖြစ်နေသည်သူတို့နှင့်မတွေ့ခင်က ရဲမြင့်နေခဲ့ဖို့သည်ကြောက်ကိုဖြစ်လိမ့်မည်ဟုတန်ချောင်းထင်သည်ကြောက်ကိုထဲတွင်တန်ကြီးတက်နေသောတန်စီပိုင်းတစ်လုံးကိုတွေ့သည်တန်စီပိုင်းကခပြတ်နေပြီတန်စီပိုင်းဘေးတွင်တာလပတ်ကြီးတစ်ခုကိုတန်ချောင်းတွေ့မြင်သည် တာလပတ်ကိုဖြန့်ကြည့်တော့အကောင်းကြီးရှိသေးသည်ခြေနံကြီးနဲ့ပင်မပြောက်တတ်သေးဆယ်ပေပက်လေကန်ရှိသည့်စစ်တုံးတာလပတ်ကြီးဖြစ်သည်တန်ချောင်းသည် တာလဘတ်ကိုယူကာတောင်ရသို့ပြန်လာသည်တာလဘတ်ဖြင့်အမိုးကားတစ်ခုတော့ယာနိုင်သည်ဒီတောင်ရထဲမှာပင်တဲကလေးတစ်လုံးထိုး၍နေတော်မူကိုနေနစီကုံမူမပြန်တော့တောင်ရရောက်တော့သူစမ်းသည့်အချင်းရာတစ်ခုကို သူတွေ့ရသည် သူပိမ့်ပင်များလဲနေသည် မုံတိုင်းကြောင့်လဲသလိုဟု သူတွေ့သည်တို့ရတွင် မုံတိုင်းကြောင့်လဲခြင်းမဟုတ်တစုံတစ်ယောက်က သူ့ပိန်းဦးများကို တူသွားခြင်းဖြစ်ကြောင်းတွေ့ရသည်သူထင်သည့်အတိုင်းမှန်နေပြီဒီလောက်များသည့်ပိန်းဦးများကို တူပုံထောက်တော့ကိုနန္ဒာတို့နှစ်ယောက်ချိတ်ခါဆုနေပြီလိတ်သားကြောင့်ငပြောခိုင်းတင်မော်သည်ပိန်းဦးစသည့်ရိတ်ခါတို့ကို သူတို့ဆုနေကြသည်မှာတေကြပြီသူကိုတယောက်တည်းထား၍သွားကြတော်မည်တန်ချောင်းဘာလို့ရမည်နီလူကလည်းမောလာပြီတို့ရတွင်တန်ချောင်းကစိတ်မြန်သည် အလုတ်ကိုချက်ချင်းဆိုင်မထားခြင်းထို့ကြောင့်ကိုနန္ဒာတို့ကြောက်ကူသူလိုက်သည်တယောက်မှမရှိကြောက်တုံးများကိုကြည့်တော့သူထွက်လာစဉ်ကအတိုင်းပင်ရှိသေးသည်ကြောက်တုံးနောက်ထပ်တေဟန်မတူဖောင်ဖွဲ့သည့်ချောင်းရိုးတွင်တော့ရှိရမည်ဟု သူထင်သည်တို့ဖြင့်ဖောင်ဖွဲ့ရာချောင်းရိုးသို့လိုက်ရှာသည် မတွေ့တို့ရာတွင် ဖောင်ချင်းတွေကပြောင်းလဲနေသည်အရင်တစ်ခေါက်သူလားကြည့်စဉ်က ဖောင်ဖျားတစ်ဖက်ကိုသာနှွေကျိုးဆန်းရသေးသည်ယခုဖောင်300တွင်နှွေကျိုးဖြင့်တွဲထားပြီးဖြစ်နေသည် အလဲတွင်တစ်ချက်ဖိတ်တစ်ဖက်တစ်ချက်တွင်တစ်ချက်စီအလုံး၃ချက်တွဲထားသည်တန်ချောင်းသည်ထိုနေရာတဝိုက်တွင်လူရိပ်လူရောင်ကိုရှာသည်မတွေ့တို့ဖြင့်တော်ထဲမှာအချိန်တော်ကြာသွားသည်အလင်းရောင်က မိမ့်မိန်စပြုတ်ပြီးနေကတပင်တွေနောက်ကြာသွားသည်ဖြင့်မှောင်စပြုတ်လာပြီး သူနောက်ဖက်စီမတုံးဝုံမြည်သောလိုင်းတံများကိုကြာရသည်ထို့ကြောင့်တန်ချောင်းသည်ခြုံရွယ်ပိတ်ပေါင်းများကို ချိုးကွေကလိုင်းတံကြာရသူမှန်လာခဲ့သည်တနာကြီးလောက်တွား၍ဂုံတစ်ခုကိုတက်လိုက်တော့ပင်လေကန်းဆက်ကို မြင်ရပြီဒီရည်သည်တဟီဟီအော်ကတက်စာပြူပြီးကြောင်ညီနောင်ကိုတော်ဆက်ကလှမ်းမြင်ရသည်အပြင်ဘက်အကြဆုံးပင်လေဆက်တွင်၆ဆောင်ကြီးနှစ်ခုသည်မမကြီးရက်နေကြသည် မောင်ရီရီတွင်ပင်လယ်ဘလူးချင်းနှစ်ကောင်ငုတ်တုတ်ထိုင်းနေသည်နှင့်ပင်သူသည်ဒီနေရာတဝိုက်တွင်ဂျဲမြင့်နှင့်ကိုနန်ဒါတို့ငမဲမျှနေမီလောဟုတန်ချောင်းစင်စါသည်တန်ချောင်း၏ခြေထောက်များသည်ကြောင်ကြီးနောင်တို့အလိုလိုဥလှဲ့ပြီးသားဖြစ်နေသည်ဒီရေကကြောင်ကြီးနောင်သည်တစ်ဖက်သို့မရောက်သေးကြောင်ကြီးနောင်၏အပြင်ဘက်မှာအဟီဟီအော်တက်နေစေဖြစ်သည်ကန်းချက်ရောက်ဖို့တနာ ਈ လောက်တော့ကြာအောင်မြင်းတန်ချောင်းသည် ကြောက်ဆောင်ပြင်းများကြောက်တုံးများကိုကြော်လွားကကြောက်ညီနောင်နာသို့ကက်လာသည်ကြောက်ညီနောင်ချေရင်က ကြောက်ခွက်များကြောက်ဆောင်များကြားတွင်ငစိမ့်များငနီများမြုံနေတတ်သည်ငစိမ့်ကကိုတွင်အစိမ့်ကြားနှင့်ငနီကကိုတွင် အနီကြားနှင့်ဖြစ်သည်ဒီနေရာတဝိုက်မှာဓာပါလာလျင်ငါခုတ်၍ရသည် သူမကြခဏဒီနေရာသို့လာခုတ်ဖို့သည်ယခုတော့ငါခုတ်စရာဓာမရှိတော့ကြောက်ညီနောင်နာရောက်တော့ ဒီဟီတန်ကပုံမြီလာသည် ပင်လယ်ကပိုးအော်လာသည်အထောင်တောင်းသောဝိညာဉ်တို့အော်မြင်နေသည်အောင်လူတန်းပေါင်းများစွာတီတိုစကားပြောတမ်းများရောထွေနေသည်အောင်ထင်ရသည်ကြောက်ဆောင်အောင်ဂလိုင်းတဲသို့လှိုင်းဝင်၍ရိုက်သည်ဖြင့်လှိုင်းပုတ်သည့်အတန်သည်လှိုင်းတန်းပေါင်နေသည်တန်ချောင်းသည်ကြောင်ကြီးနောင်ကြောက်ဆောင်နှစ်ခုနှင့်လက်ဝဲဘက်ကကြောက်ဆောင်ကို တွေ့ကက်တက်လာသည်ကြောက်ဆောင်ဇုံးများကမိုးရွာထသည်ဖြင့်ချော်နေသည် တန်ကြောင်ခြေကုပ်မြဲမြဲဖြင့်တွဲတက်လာခဲ့ရာကျောက်ဆောင်ထိပ်သို့ရောက်လာသည်ကျောက်ဆောင်ပေါ်တွင် လူတယောက်မျှမရှိ ပင်လယ်တွင်မှောင်ရီစားပြုတ်လာသည်အလင်းရောင်ကျွန်းကျန်များသည်ပင်လယ်အောက်သို့ငုံရှိုးစားပြုတ်နေပြီကျောက်ဆောင်ထိပ်ကတိတ်မကျဲဆဲပြီးခန့်သာရှိသည် ပင်လယ်ဘက်ကကျောက်ဆောင်စွန်းတွင်ကျောက်တုံးကြီးတုံးရှိသည်ဒီကျောက်တုံးအကွယ်တွင်ထိုင်၍သူတို့ငားများနေကြဖြစ်သည် တန်ချောင်းကကြောက်ဆောင်စုံကထိုကြောက်တုံးစီတို့လျှောက်လာသည်ပင်လေတွင်မောင်းနေပြီကြောက်တုံးပေါ်ကကြော်၍ကြောက်ဆောင်စုံကိုဆင်းပြေအပြုတ်တွင်ဒစုံတစ်ခုကို မြင်သည်ဖြင့်တန်ချောင်းခြေလန်းတုံသွားသည်တရံတစ်ခု သူ့ကိုကြောပေး၍ချက်နေသည် သူ့တရံသည် နောက်ကပင်လေနှင့်ကောင်းကင်နောက်ခံတွင်မဲမဲကြီးပေါ်နေပြီတွေ့ပြီရဲမြင့်ကိုတွေ့ပြီး ထိုလူသည်နောက်ကခြေတံကျလိုက်သဖြင့်ဆက်ကနေလှည့်ကြည့်လိုက်သည် တခြားဘေကိုးမျှသွားเสียမှရှိကြောက်ဆောင်ဆုံးချင်းချင်းကလေးပေါ်တွင်ပပင်းတိုးနေသည်တန်ချောင်းသည် သူ့မျက်လုံးများကိုမယုံကြည်နိုင်အောင်ဖြစ်နေသည်ပါဇက်ဟောင်းသာမျက်လုံးအဟောင်းသားများဖြင့်စက်သည်ဒိနေသည်ထိုတံကလည်းသူ့ကိုမျက်လုံးအပြူသားဖြင့်စိုက်ကြည့်နေသည် စင်စစ်သူတို့နှစ်ဦးတဦးကိုတဦးစိုက်ကြည့်နေသည်မှာ တည်င်္ဂမျှတာဖြစ်သည်တို့ရာတွင်သူတို့နှစ်ဦး၏စိတ်၌တကဘာလောက်ကြာသည်ဟုထင်ရသည် နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၁၉ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ